မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ပေးလူတဲ့အခါမှာစေတနာနဲ့ပေးလူပါအသင်းအားမမပေးလူမရလို့မခံယူပါနဲ့ဖယားသခင်ရဲ့ဂျေဇူးတော်ကိုချီးမွမ်းတဲ့စိတ်နဲ့ပေးလူပါ ဒါမှကောင်းကြီးရမယ်လို့ခွန်အားပေးချင်တာဖြစ်ပါတယ်အခြေပြုကြမ်းတကြမ်းဖတ်ရအောင်ကောရိန္သုဩဝါဒစာဒုရီယာဆောင်အခန်းကြီး9အငယ်9ဖြစ်ပါတယ်လူတိုင်းကိုယ်အလိုအလျောက်လူရည်နှမျောသောစိတ်နဲ့မလူရမလူဘဲမနေရဟုစိတ်ထင်နဲ့မလူရအကြောင်းမူကားစေတနာစိတ်နဲ့လူတော်သူကိုယ်တော်ဖရာသခင်နှစ်သက်တော်မူ၏ဒီနေရာမှာပြောထားတာရှင်းရှင်းလေးပဲညီကိုမောင်တို့ ယုံကြည်သူ ခရိယန်တွေထဲမှာတဲ့နော်ပေးလူတဲ့အခါမှာအသင်းအာရမပေးလူနေတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့တဲ့မပေးလူချင်ပဲနဲ့ပေးလူနေရတာမျိုးတင်းအုပ်ဆရာကဖိအားပေးလို့ကိုကပေးလူနေရတာမျိုးတယောက်ယောက်ကဟောက်လိုက်လို့ကိုကပေးလူနေရတာမျိုးနော်ဖယားတခင်ကငါမပေးလူဖယားတခင်ကငါ့ကိုချိန်ချင်းအမင်္ဂလာပေးမယ်ဆိုမှကြောက်စိတ်နဲ့ပေးလူနေတာမျိုး နော်အသင်းအာမအဲ့လိုပေးလူနေတယ်ဆိုရင်သင်ဘာမှကောင်းကြီးရမှာမဟုတ်ဘူးတဲ့အဲ့လိုမျိုးစိတ်ထားနဲ့မပေးလူနဲ့တဲ့ပေးလူချင်းဆိုတာဘုရားသခင်ကကျွန်တော်တို့အသင်းအာမမပေးလူမရဆိုတဲ့တတ်မှတ်မှုမျိုးကျမ်းစာထဲမှာမရှိဘူးညီကိုမောင်မတို့တမဟောင်းကျမ်းကတတ်မှတ်ထားတဲ့မပေးလူမရလို့တတ်မှတ်ထားတဲ့ဆေဖို့တဖို့တော်မှာတမတစ်ကိုရောက်လာတဲ့အခါမှာမပေးလူမရဆိုတဲ့ပုံစံမျိုးနဲ့အသေးတတ်မှတ်ထားတာမရှိတော့ဘူး ဒီကနေ့ကျွန်တော်ဆေဖို့တဘူထဲတာဘာကြောင့်လဲမပေးလို့မရဆိုမှကြောက်စိတ်နဲ့ပေးလို့နေတာလားကျွန်တော်မေးချင်တယ်ခုနားထောင်နေတဲ့သူဆေဖို့တဘူထဲတာမပေးလို့မရဆိုတဲ့ဒီပညာချက်ကိုကြောက်လို့ကျွန်တော်တို့ကကြောက်စိတ်နဲ့ပေးလို့နေတာလားဒါဆိုလို့ရှိရင်တင်ဆေဖို့တဘူပေးလို့တာဘာကောင်းကြီးမှရမှာမဟုတ်ဘာလို့လဲဆိုတော့ပေးလို့တဲ့နီလန်းမားနေတယ်ကြောက်စိတ်နဲ့ပေးလို့နေတာဒီကျင်းချက်ကိုကြည့်ပါလားနော်မပေးလို့မရလို့စိတ်ထင်နဲ့မပေးလို့နဲ့တဲ့ အဲ့လိုစိတ်ထင်တာကပေးလို့ချင်းအနဲ့တာတာပျောက်သွားပြီစေတနာစိတ်မပါဘဲနဲ့ဖခင်တခင်ကိုဂျေဇုတင်ပါတယ်ဆိုတော့ဂျေဇုတင်ဂျေဇုတို့ချီးမွမ်းတဲ့စိတ်မပါဘဲနဲ့ကြောက်စိတ်နဲ့မပေးလို့မရလို့ခံယူမှတော့ပေးလို့နေတယ်ဆိုရင်ဒါစစ်မှန်တဲ့ပေးလို့ချင်းမဟုတ်တော့ဘူးပေးလို့ချင်းရဲ့အနစ်တာရပျောက်သွားတဲ့အတွက်ကြောင့်တင်ဘလောက်ပဲပေးလို့ပေးလို့တင်ပါကောင်းကြီးမှရမှာမဟုတ်ဒါကြောင့်ချစ်တော်ညီကိုမောင်မများစေဖို့တို့ဖို့ပေးလို့တဲ့အခါမှာပဲဖြစ်ဖြစ် အူတီပေးလူတဲ့ခါမှာပဲဖြစ်ဖြစ်တာမန်အေးဝင်ကလေးအလူထဲ့တာပဲဖြစ်ဖြစ် မျိုးစိကျဲတဲ့အလူပဲဖြစ်ဖြစ်နော်ပုံမှန်အလူငွေပေးခြင်းပဲဖြစ်ဖြစ်ဘာအလူပဲထဲ့ထဲ့ခရရဲ့ယုံကြည်မှုမှာအသင်းအာရမထဲ့ခိုင်းတာတခုမှ မရှိဘူးညီကိုမောင်မတော် ဖယားတခင်ငါ့ကိုဘလောက်ချစ်တယ်ဆိုတဲ့အရာကိုကြည်ပြီးတော့မှဖယားတခင်ငါ့ကိုအသွေးသွင်းပြီးတော့မှလောက်ဝါကားတိုင်းမှာအသေးခံတော့ပါလားဒါကြောင့်ငါဖယားတခင်ရဲ့ကျေးဇူးတော်ကိုအောင်မေရမယ်ဖယားတခင်ကိုကျေးဇူးတင်ရမယ်ဆိုမှဖယားတခင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေကနေကျွန်တော်တို့လိုက်လိုက်လဲလဲကြည်ကြည်နဲ့နဲ့အဲ့ဒီအလူငွေတွေယူလာပြီးတော့မှဖယားတခင်ကိုပူဇော်ပါသတာဖြစ်ပါတယ်ဖယားတခင်ငွေလိုနေလို့မဟုတ်ဘူးညီကိုမောင်မတို့ကျွန်တော်တို့ကကောင်းကြီးလိုနေလို့ကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ဆိုတဲ့ အရာကိုပြသဖို့လိုအပ်လို့ဖြစ်ပါတယ်။နားလဲပါစေတန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေနော်။ဒါကြောင့်ကျဲတစ်ချက်မှဘလို့ပေါ်ပြရလဲ။ကောရိန္သုဩဝါဒစာဒုရယဆောင်ခန်းကြီး၈အငယ်၁၂မှာလည်းဒီလိုပြောတယ်။အကြောင်းမူကားစေတနာစိတ်ဒီအသင့်ရှိလင် မတတ်နိုင်တော့အမှုကိုမထောက်ပဲတတ်နိုင်တော့အမှုကိုထောက်၍နစ်တက်နစ်တက်တော်မူပွဲဖြစ်၏တဲ့။ဘုရားရှင်ကအသင်ကိုလေပေးလူပါလို့ပြောလိုက်တဲ့အခါမှာ ဟိုချီဒီငါလုံးမလာပေးလူခိုင်းတဲ့ဖရားမဟုတ်ပါဘူးတင်းမှာဘလောက်ရှိရလဲမြန်မာငွေတထောင်ပဲရှိရင်တရာလောက်ပေးလူနေရာလောက်ပေးလူလဲဖရားသခင်ကတိရှိတဲ့အရာကိုကြည်ပြီးတော့မှလက်ခံတယ်ကောင်းချီးပေးတယ်နှစ်သက်တဲ့ဖရားဖြစ်တယ်ဟာလေလုယာချမ်းသာတဲ့သူလဲသူ့အတိုင်းတာနဲ့သူပေးလူတာကိုဖရားသခင်နှစ်သက်တယ်စီးရဲတဲ့သူလဲသူ့အတိုင်းတာနဲ့သူပေးလူတာကိုဖရားသခင်နှစ်သက်တယ်မလူပဲနေတာကိုပဲကောင်းချီးမရတာ ဒါကြောင့်ပေးလူတဲ့ခါမှာတကယ်နှလုံးသားထဲကနေထွက်လာတဲ့လိုက်လိုက်လဲလဲကြေကြေနက်နက်ပေးလူမှုမျိုးကိုဖျားသခင်နဲ့တတ်တာဖြစ်တယ်အဲ့ဒါကိုကျင်းစာထဲမှာဘယ်လိုပြောရလဲစေတနာစိတ်လို့ပြောတယ်စေတနာစိတ်အကြောင်းမူကစေတနာစိတ်နဲ့လူတော်သူကိုယ်တာဖျားသခင်နဲ့တတ်တော်မူ၏တဲ့အခုနကျွန်တော်တို့ဖတ်သွားတဲ့ကိုရင်းတို့အော်ရာစာဒုရယာဆောင်ခန်းကြီး၈အငယ်၁၂မှာလဲစေတနာစိတ်အတင်းတင်းရှိနေဖို့ပဲလိုတယ်တဲ့ ဘုရားသခင်ကသင်မရှိတဲ့အရာကိုတွားရတော့မှမျော်လင့်ပြီးတော့ပေးလူဖိုင်းအသင်းအတော်မှပေးလူခိုင်းတာမရှိဘူးတဲ့သင်ရှိတဲ့အရာထဲကနေပဲဘုရားသခင်ကနှစ်သက်ချင်းကိုပေါ်ပြတာတဲ့ဒါစေတနာစိတ်ဒီမှာပြန်တွေ့ရတမဟောင်းကလေးကဘုရားသခင်ကဧဆွေးလူမျိုးကိုပေးလူခိုင်းတဲ့အခါမှာအသင်းအတော်မှမလုပ်ခဲ့ဘူးနော်ဘုရားသခင်ကမောရှိအားဖြင့်ဧဆွေးလူမျိုးတွေကိုအီဂျစ်ပြည်ကနေခါနန်ပြည်ကိုခေါ်သွားတဲ့အခါမှာဘုရားသခင်ကသူတို့ပေးလူတက်ဖို့ဘုရားသခင်ကိုဂျေဇုတင်တက်ဖို့တုံတင်ပေးတယ်ဒါပေမဲ့ဘုရားသခင်အသင်းအတော်မှလုပ်လား မလုပ်ဘူးနော်ကျွန်တော်ကျန်းကျန်းချက်တစ်ချက်ဖတ်ပြမယ်ဖျောက်မြောက်ရာကျန်းခန်းကြီး25အငယ်တစ်ကနေနှစ်မှာကျန်းစာရှိမယ်ဆိုရင် ဖွင့်ဟိုင်းမှာဖတ်ကြည့်နော်ထွမြောက်ရာကျန်းခန်းကြီး25အငယ်တစ်ကနေနှစ်မှာထောက်ရဖျားကလည်းတဲ့အေးတေလအမျိုးသားတို့ဒီငါအားလက်ဆောင်ပန်နာကို ဆောင်ခဲရမိအကြောင်းစင့်ဆူလို့တဲ့ကြီးညိုတော့စေတနာစိတ်နဲ့ငါအားလူသည်များတော့တူတို့၌တင်ဒီအလူကို ခံရမည် ဖယားသခင်ကမောရှိနေတဲ့အာယုံတွေကိုမာကြားတယ်ဘလို့မာကြားလဲအေးတေလာလူတွေအားလုံးကို ပေးလူတက်ဖို့တုံတင်ပါတဲ့စေတနာစိတ်နဲ့ကြည်ညိုတော့စိတ်နဲ့လာပေးလူတဲ့အလူကိုပဲလက်ခံတော့တဲ့အသင်းအာရမမလုံနဲ့ဆိုတာကိုပေါ်ပြတာတနည်းအားဖြင့်မပေးလူမရအသင်းအာရမမလုံပါနဲ့ဆိုတဲ့အရာကိုဘုရားသခင်ကပေါ်ပြချင်တာဘာကြောင့်လဲဆိုတော့ဒီစကားကအင်မတန်ရှင်းတယ် ကြည်ညိုတော့စေတနာစိတ်နဲ့ငါအားလူသည်တော့သူတို့၌တင်တို့ဒီအလူကိုခံရမေစေတနာစိတ်နဲ့ကြည်ညိုတဲ့စိတ်လာလူတဲ့ဟာကိုပဲလက်ခံပါအဲ့လိုပြောတာအသင်းအာရမမလူမရသူများကိုအမိတ်မပေးနဲ့အဲ့လိုပြောတာဆိုတော့အဲ့လိုပြောလိုက်တဲ့အခါမှာအေးတီလာလူမျိုးတွေလူကြလာလူတာဘောလူတာတော့မဝုံဝုံတဲတဲနော်တဲတဲလှုပ်ပြီးတော့မှလူတွေအများကြီးလာလူတာ နှလုံးသားထဲမှာဖယားတကယ်စကားတော့တိုးထီးပြီးတော့မှဖယားရဲ့အမှုတော်မြတ်မှာလာလူကြတော့မနေဘူးကျွန်တော်ကျန်းစာဆက်ဖတ်ကြည့်ထွမြောက်ရချမ်းအခန်းကြီး25ကိုဆက်ဖတ်ကြည့်အများကြီးပဲလာလူကြတာဖယားတကယ်ရှိတော်မှာတိုးထီးကြတယ်လို့ပြောတယ်ကျန်းစာထဲမှာနှလုံးသားထဲမှာတိုးထီးမှာဖယားတကယ်အတွက်ပေးလူကြတယ်အဲ့ဒါကြောင့်ဖယားတကယ်ကောင်းချီးပေးတာချစ်တော်ညီကိုမော်မတော်ကျွန်တော်တို့အသက်တာမှာဘယ်လိုလဲတရားခုပေးလူနေတဲ့ဆေဘို့တို့ဘို့အေးဝင်ကလေးအလူနစ် နစ်တအူတီနော်နောက်ပြီးတော့မှတခြားအလူတွေဘာကြောင့်လူနေရလဲကျွန်တော်မေးချင်တယ်။ comment ထဲမှာရေးသွားကြည့်ပါဘာကြောင့်လဲ။စေတနာစိတ်နဲ့ဘုရားသခင်ကိုကျေးဇူးတင်တော့စိတ်နဲ့ပေးလူနေတာလား။အဲ့လိုမှမဟုတ်တခြားအကြောင်းရင်းတစ်ခုခုကြောင့်ပေးလူနေတယ်ဆိုရင်တင်ဘာမှကောင်းကြီးရမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒီပေးလူချင်းအနှစ်သာရပြည့်ပြဲသွားလိမ့်မယ်။အသင်းအာရမ မလူမရလို့ထင်မှပေးလူနေရတယ်နော်ဖခင်တခင်ကျင့်ချင်းဟောဆယ်ဖို့တဖို့မထင်ဖခင်ကျင့်ချင်းခံရမယ်အဲ့လိုမျိုးခံယူမှကြောက်စိတ်နဲ့ထဲ့နေတာတွေနော်အတင်းတော်လူကြီးကအတင်းအရမအလူငွေစာအိတ်ပေးမှမထဲ့မရထဲ့ခိုင်းတာတွေအာကျွန်တော်ပြောမယ်အတင်းတော်လူကြီးတွေလည်းအဲ့လိုမျိုးအတင်းအရမလို့လာဖခင်တခင်မနစ်သက်ဘူးနော်ပေးလူချင်းဆိုတာကျွန်တော်ယုံကြည်သူစိတ်ထဲကနေတကယ်ကြည်ကြည်နဲ့နဲ့လွတ်လွတ်လပ်လပ်နဲ့စေတနာစိတ်နဲ့ပေါ်လာတဲ့ဟာကိုမှဖခင်တခင်ကလက်ခံတာအတင်းတော်ကအတင်းအရမစာအိတ်ပေးမှမထဲ့မရလောက်တာတွေအဲ့လိုမျိုးက ကျန်းစာနဲ့မကိုက်ညီဘူးဒါအသင်းတော်လူကြီးနဲ့အသင်းအုပ်ဆရာတွေလည်းဆင်ခြင်ရမယ်ဆိုတော့ယုံကြည်သူတွေလည်းဆင်ခြင်ရမယ်ကျွန်တော်တို့ပေးလူနေတာဘာကြောင့်ပေးလူနေတာလဲစေတနာစိတ်နဲ့ပေးလူမှဘုရားခင်ကောင်းကြီးပေးမယ် ဖယားတခင်ကိုကျေးဇူးတင်ပါတယ်။အော်ငါအတွက်အသွေးသွန်းသွားတယ်။ငါအတွက်အသက်ပေးသွားတယ်။ဒီလောက်ကြီးမားတဲ့ကယ်တင်ခြင်းကိုငါ့ကိုပေးသွားတယ်။ငါ့ကိုအပြစ်နွန်ထဲကနေကယ်တင်သွားတယ်။ငရဲကြရမယ်ငါ့ကိုငရဲစောက်ထိုးကြရမယ်ငါ့ကိုဖယားတခင်ကယ်တင်သွားတယ်။ဒါကြောင့်ဒီလောက်လေးကိုဖယားတခင်ကိုပေးလို့တယ်ဒါတော့မပြောပါလောက်ဘူး။ဘာလို့လဲဆိုတော့ဖယားတခင်ကကယ်တင်ခြင်းနဲ့နိုင်ရှင်မယ်ဆိုရင်ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဆိုတော့ဒီငွေကြီးဥစ္စာကဘာမှမပြောပါလောက်ဘူး။ ဒါလောက်လေးကိုကျွန်တော်တို့ကတချို့တွေကကစီနဲနေတဲ့သူကရှိသေးတယ်။ဒါကြောင့်ဖခင်ကြီးကတင့်ကိုကောင်းကြီးပေးတဲ့အခါမှာစေတနာစိတ်နဲ့ပေးလို့ပါလို့ကျွန်တော်ခွန်အားပေးချင်တယ်။ဒါမှဒါလင် ကောင်းကြီးရမယ်။တန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေ။ဆုတောင်းရအောင်နော်။ယေရှုတင်တဲ့ကိုတော့ဒီကနေ့မနေ့မှလည်းပေးလို့တဲ့အခါမှာ အသင်းအာမမလုံးနဲ့တကယ်ကြည်ကြည်နဲ့နဲ့စေတနာစိတ်နဲ့ယေရှုတင်ချင်တော့စိတ်နဲ့ပေးလို့ပါဒါမှကောင်းကြီးရမယ်လို့ အရှင်တော်ဝိညာဉ်တော်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့အလင်းပေးသွားတယ်ဂျေစုတင်နဲ့ကျွန်တော်အသက်တာထဲမှာပေးလူတဲ့အခါတိုင်းအခါတိုင်းမှာကြည်ကြည်နက်နက်စေတနာစိတ်နဲ့ဂျေစုတင်တော်စိတ်နဲ့ပေးလူပြီးကောင်းကြီးအရှံပဲဖြစ်တော်သူများဖြစ်ခွင့်ပေးပါမိကြောင်းဂျေစုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါဒီဖာဗျာအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာပြီးကောင်းကြီးပေးပါစေတော့